ီပွဲကစူပါအီဂျန်တွာအခက်တကာမှအခက်ဆုံးပြိုင်ပွဲကြီးဖြစ်လာမှာပါပါကြောင်လေဆိုရင်ဝမ်ချမ်ပီယံရှစ်တို့ရောရော့တန်တို့ကပါဒီပွဲတော့စူပါအီဂျန်ကိုရှုံးစေဖို့အတွက်နော်ရော့တန်ရဲ့ရောက်ဖာဖြစ်တဲ့ဆန်ကာသေးဝမ်ချမ်ပီယံရှစ်မှာထိတ်ဆုံးနေရာရောက်ဖို့တော့စူပါအီဂျန်ကို အသုံးချနေကြလိဖြစ်ပါရီရော့တန်ရဲ့ရောက်ဖာဆန်ကာသေးဟာအမှန်ပါဆိုရင်အနောက်တိုင်းလီဝေချမ်ပီယံဖြစ်ပါရီလုံးဝလုံးဝကိုရှုံးပွဲမရှိသေးဘူးအသက်၁၄နှစ်ထိ မွေထိုင်ဆော့လာခဲ့ပြီးတော့အသက်16နှစ်မှာဆိုရင်တော့ဖြစ် boxing champion အောင်ဖြစ်နေပြီလေဖြစ်ပါရီကျွန်တော်ကြားမိသလောက်ဆိုရင်သူဟာ boxing champion ကိုတော့၉ချိန်တိတိကာကွယ်ပြသွားပြီလို့ကျွန်တော်သိရတယ်ဆိုတော့တော်တော်လေးဟုတ်ချမ်းနေပြဒါမဲ့ rotten ရရောက်ဖာမှာတခုပဲရှိတယ်သူကပွဲဝင်နေတာဖြစ်ပါတယ်နော်တနေ့ခွဲနှစ်နှစ်လောက်ပွဲဝေးထားတော့သူကပုံချိန်၁၅၀လောက်တက်သွားတယ်ဗျအခုက၁၄၀လောက်နဲ့ထိုးရမယ်ဆိုတော့ကသူ့အနေနဲ့နီးစနစ်ကြကြနဲ့ ဝေချနေတာဖြစ်တယ်နော်မြန်မာဖိုက်တာတွေညီးတာလောက်ကတော့ AC ပဲရော့ထန်ရဲ့ရောက်ဖက်က190ကနေအခုတတ်မှတ်ဝေချင်ထွင်းခနာကူကူလည်းမထိခိုက်စေတဲ့နီးနဲ့နော်တီတီချချာဆရာဝန်တွေနဲ့ပူးပေါင်းပြီးတော့ဝေချနေတာကိုအွန်လိုင်းပေါ်မှာမြင်ရပါတယ်နော်တကယ်ကိုလေးလေးစားဖို့ကောင်းတယ်မြန်မာဖိုက်တာတွေကလည်းဝေကားဟိုဟာဖြစ်လို့ဒီဟာဖြစ်လို့နော်ဟို3-4ပေါင်လောက်ကို ကြီးမားတဲ့အရာလို့ပြောနေကြတာကတော်တော်လေးကိုရှက်ဖို့ကောင်းပါတယ်နော်ရောထိုင်ရဲ့ရောက်ဖတ်ကိုကြည့်မယ်ဆိုရင်တော်တော်လေးကိုဒါအပင်ပန်းခံပြီးတော့လုတ်ပြသွားတာကိုကျွန်တော်တွေ့ရတယ်နော်ဆိုတော့ဒီဘွဲကတကယ်ကိုချမ်းမယ်စူပါဟီချမ်းနေနဲ့အလဲမထိုးနိုင်ရင်တော့နိုင်မို့တော့မျောလင်းချက်မရှိဘူးပြီးတော့ရောထိုင်ရဲ့ရောက်ဖတ်စံကတက်ကရန်ကိုလဲတယ်ဗျအင်တာဗျူးမှာဒီဘွဲမှာဘယ်လိုမျိုးနီးစနစ်နဲ့ဝင်ရောက်လာမယ်ဆိုတာကိုလုံးဝလုံးဝကိုမေးမြန်းတဲ့အခါမှာလေးဖြေချသွားခြင်းမရှိဘူး ပြိုင်ပွဲဖြစ်တဲ့စူပါရေချမ်းကိုအတိမပေးလို့တဲ့ဟာလေးပါတာပေါ့ဗျာဆိုတော့ဒီပွဲကခက်မှန်းရခက်ပါရိစူပါရေချမ်းနေနဲ့အကောင်ဆုံးလုပ်ပြနိုင်မယ်လို့ယုံကြည်တယ်ရော့ထန်ရေရောက်ပါဟာအောက်ချီတော့တိတ်မခိုင်ဘူးဗျာနော်ပြီးတော့ကြာတော့မာကုံလည်းအဲ့လိုတိတိမမြင်ဘူးဒါကြောင့်မို့လို့စူပါလက်ကတာဂီရီရဲ့အောက်ပိုင်းကိုဖြူချတယ်လို့မျိုးစူပါရီချန်းနေနဲ့ရော့ထန်ရဲ့ရောက်ပါဆန်ငါတစ်ကိုအောက်ပိုင်းဖြူချနိုင်တော့နိုင်ဖို့တော့ရခိုင်တော့များပါရီ ကောင်းဆုံးလုပ်ပြနိုင်မယ်လို့ယုံကြည်ပါရည်ဒီပွဲကဘလို့ပဲဇာညွှန်ရထားသည်ဖြစ်စေစူပါရီချန်အကောင်းဆုံးလုပ်ပြလိုက်ပါမင်းဒီပွဲဝင်နိုင်တော့မင်းရဲ့နာမည်ကတဟုန်ထုနာမည်ကြီးလာမှာဖြစ်တယ်ရော့ထန်ရောက်ပါ15သိန်းဟာဆိုရှယ်မီဒီယာပေါ်အားလုံးပေါင်းလိုက်လို့ရှိရင်တော့ဒါ platform တွေအားလုံးပေါင်းလိုက်လို့ရှိရင် follower ပေါင်း၄သန်းလောက်ရှိပါတယ်တော်တော်လေးကိုနာမည်ကြီးတဲ့သူဖြစ်တယ်အကောင်းဆုံးလုပ်ပြလိုက်ပါစူပါရီချန်ရေး